ိုင်းရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်အပြီးခေကဏ္ဍ9လုံးနီးအတိတ်နောက်ထပ်တစ်မျိုးကိုကျွန်တော်အတူတူလေ့လာကြည့်မယ်ပေါ့နော်ဒီ3 4 5 6 9တင်းနီးအပြီးခေ9လုံးဖြစ်ပါတယ်ဒီကတော့နံပါတ်7ချိန်ကနေစမယ်ပေါ့နော်ကျွန်တော်ဒီ3ခုခွာနေစပြီးလေ့လာကြည့်အောင်လားခင်ဗျာโอเคကျွန်တော်ဒီ3 4 5 6 9တင်းနီးမှာ3 0 0ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီမှာ3ရဲ့ဒီ8ရဲ့ဒီ3 0 0ဆိုပြီးဖြစ်ပါတယ်ပေါ့နော် Nātā janāt nāmpā sāni pā nō, nāmpā sāni tōnyāti nī tōng nī shikū suwī pī pā rī, āi mā rō shikū nī suwī tā chī ya ku ya dī ya shikū nī pā nō, dī khu nī tōng hē gā tōng nō ā pā pī pā rī. Nātā nāmpā sāt tōng, nāmpā sāt tōng shi nī tōng suwī pī pā chao နောက်ထပ်နံပါတ်14ဘာနော်နံပါတ်14မှာတော့ကျွန်တော်ဒီအရာ86တုံများတင်း96ဆူပြီးရတယ်ဘာနော်နောက်ထပ်တစ်ကြိမ်မှာသူက68ဖြစ်ပါတယ်ခင်ဗျာဒါမှ68ဘာနော်နံပါတ်5 3 4 5 6ခွန်တင်းရတယ်ဘာနော်အဲ့ဒီမှာနိနိခွန်ဆူရတဲ့ဒီအနေရဒီဘက်ကခွန်ရဒီနိနိခွန်ဆူပြီးဖြစ်ပါတယ်နံပါတ်76 9တုံများတင်း3ခွန်8ဆူပြီးဖြစ်ပါတယ်ခင်ဗျာ388ဆူရတဲ့ဒီက3ရ6ရဒီ 3ရှစ်ရှစ်ဖြစ်ပါတယ်။နောက်ထပ်နံပါတ်7နော်နံပါတ်7တုံညာတင်းနေ3လေး89မှာဆိုရင်3တုံညာ9ဆိုရတဲ့3ရဲ့9ရဲ့တုံညာဒီ3တုံညာ9ဆိုပြီးဖြစ်ပါတယ်။နောက်ထပ်နံပါတ်7ပေါ့နော်နံပါတ်7မှာကျွန်တော်တို့6968နေ3ဆိုပြီးရတယ်3 9ဆိုတဲ့အတွက်ဒီဘက်က9 3ဒီ3 9ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ နောက်ထပ်နံပါတ်19နံပါတ်19မှာတော့ဒီနေ့အရာပေါ့เนาะ3 3 4 5 9 3များဆိုပြီးဖြစ်ပါတယ်3 9နေ့ဆိုတဲ့အတွက်နေ့ရ3ရ9ရဒီ3 9နေ့ဖြစ်ပါတယ်ခင်ဗျာနောက်ထပ်နံပါတ်က20ပေါ့เนาะနံပါတ်20မှာ3 4 5 6 9 3နေ့ဆိုပြီးဖြစ်ပါတယ်နေ့၄6ဆိုတဲ့အတွက်ကြောင့်မို့နေ့ရဒီမှာ၄ရ6ရဆိုပြီးဖြစ်ပါတယ်20နဲ့တင်မှာကြတော့3 4 5 6 9တင်နေပဲထပ်ရတယ်ဗောနော3 4ဆိုရတဲ့အတွက်ကြောင့်မို့ ကျွန်တော်နေ့ရ3ရ4ရပေါ့နော်3နေ့လေးဆိုပြီးဖြစ်ပါတယ်။နံပါတ်20နဲ့နေ့20နဲ့မှာ5 6 8 9 3ဆိုပြီးရတယ်ပေါ့နော်။ရှင်ကနေ့ဆိုတဲ့အတွက်6ရ2ရ9ရဒီရှင်ကနေ့ဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်နံပါတ်20နဲ့3 9689လေးဆိုပြီးဖြစ်ပါတယ်665ဆိုတဲ့အတွက်6ရ9ရ8ရဒီ665ဖြစ်ပါတယ်ခင်ဗျာနံပါတ်20နဲ့4ပါเนาะ 3569တင်းနစ်ဖြစ်ပါတယ်356ဆိုတဲ့အတွက်3ရန်5ရန်6ရပါတယ်ပေါ့နော်နံပါတ်20နဲ့5 6869တောင်ည၄၅မှာရှောင်းလေးရှောင်းစုပြီးဖြစ်ပါတယ်။ဒါကြောင့်မို့ဒီမှာ6ရက်၄ရက်အပြီးပါနော်။နံပါတ်20နဲ့6 869တောင်ည၃၅ရှောင်းမှာ98စုပြီးဖြစ်ပါတယ်။ခွန်ရက်၈ရက်9ရက်ဒီ98ပါနော်။နောက်ထပ်နံပါတ်20နဲ့9 6869တောင်ည၄၅မှာ ်6 9 6ဆိုတဲ့အတွက်ဒီဘက်က6ရယ်9ရယ်6 9 6ပေါ့နော်နံပါတ်20နဲ့7 5689634မှာ698ဆိုပြီးဖြစ်ပါတယ်။ဒါကြောင့်မို့ဒီမှာ6ရ9ရဒီ698နံပါတ်20နဲ့9ဒီ20နဲ့တစ်ကြိမ်အတွက်ကျွန်တော်တို့တို့ထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်။ဒါကသင်္ချာနည်းအရာဒီနည်းအတိကိုကျွန်တော်မိုက်ရှင်များလေ့လာလို့ရအောင်ပြန်လည်များတက်မှာဖြစ်ပါတယ်ခင်ဗျာ။ Okay ဒါဆိုရင်2ရနည်းကိုလေ့လာကြည့်မယ်ပေါ့နော်။ ခဲဒါကသူ့ရဲ့နီးလေးဖြစ်ပါတယ်ဗောနော်နီးနံပါတ်၄ဖြစ်ပါတယ်ကျွန်တော်ဒီ၈နဲ့9နဲ့ပေါင်းတာက15ဖြစ်ပါတယ်9နဲ့ကျန်18ဒီ၈နဲ့ပေါင်းတာက16ရရတယ်ဗောနော်6နဲ့ကျန်18ဒီ8ကို9နဲ့ပေါင်းရင်15ပဲရမယ်ဗောနော်3နဲ့ကျန်ပေါင်းတာဒ6ဖြစ်ပါတယ်၈နဲ့၄၆ကို၆ပဲရေးမယ်ပေါ့နော်၈နဲ့၃မြောင်းနဲ့ထပ်ပေါင်းတာ၈စပီးဖြစ်ပါတယ်ခင်ဗျာဇာဆိုရင်၆နဲ့၆ပေါင်းတာ၁၂၈နဲ့ပေါင်းရင်၂၀ရတယ်ပေါ့နော်၅နဲ့၅ပေါင်းတာ၁၀ဒီမှာ၆တလုံးကျန်တာဖြစ်ပါတယ် အဲ့ဒီ6ကိုကျွန်တော်တို့6ခွန်6ကိုတောင်ညပါနော်အဲ့ဒီတောင်ညကို၄နဲ့ပေါင်းမှာဖြစ်ပါတယ်၄ငါ6ခွန်6ကိုတောင်ညလေးငါမှာ6ကို6ဆူပြီးဖြစ်ပါတယ်ခင်ဗျာ6ကို6ဆူရတဲ့အတွက်ဒီမှာ6ရယ်9ရယ်6ကို6အပြီးဖြစ်ပါတယ်6ရယ်9ရယ်6ကို6ပေါ့နော်ကျွန်တော်ဒီမှာရေးပြထားတယ်6ခွန်6ကိုတောင်ညလေးငါမှာ6ကို6ဆူပြီးဖြစ်ပါတယ်ခင်ဗျာโอเคဆက်ပြီးတော့ကျွန်တော်ဒီ ချစ်ကိုရှစ်တပြင်ကိုလည်းဆက်ပြီးလေ့လာကြအောင်ပေါ့နော်။ဤအရာ9689လေးဆိုတာလေးຢာတာလေးပေါ့နော်။ဒီပုံမှာဆိုရင်8နဲ့9နဲ့ပေါင်းတယ်လို့3ညနဲ့9နဲ့ပေါင်းရှင်က9ဖြစ်ပါတယ်။ထိတ်စီမှာနှစ်ကြိမ်အပိတ်မှာတစ်ကြိမ်ဆိုတဲ့အတွက်63ကြိမ်က78ဖြစ်သွားမယ်ပေါ့နော်။ဒီ၄နဲ့ကြိမ်အ8ဆိုတဲ့အတွက်ဒီ9နဲ့ကြိမ်30ဒီမှာတိပေါ့နော်။ဒီ3နဲ့ကြိမ်ပေါင်းတာ6ဖြစ်ပါတယ်။8တလျာ8နောက်ထပ်ဒီ8နဲ့3နဲ့ပေါင်းတယ်လို့8နဲ့9ပေါင်းတာက79ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ ရှိခွန်၅၅ငါးနဲ့ပေါင်းရင်20ဖြစ်ပါတယ်ခင်ဗျာရှင်းနဲ့တစ်ပေါင်းတော့9ဘာလို့9နဲ့6ပေါင်းရှင်းဒီ15ရာတဲ့အတွက်9 6 9 9 4ပေါင်းတော့73 74ဘာလို့အဲဆိုရင်9 6 9 9 3လေးဆိုပြီးဖြစ်ပါတယ်ဒီမှာဘာလို့9 6 9 9 3လေးမှာ69ရှိပေါ့နော်9ရဲ့9ရဲ့69ရှိဆိုပြီးဖြစ်ပါတယ် ။အရှင်ဒီတစ်ပတ်မှာ၃ညနဲ့၅နဲ့ပေါင်းထားတယ်လို့မျိုးပဲဒီ၃နဲ့၄ပေါင်းတော့ပေါင်းရှင်းခွန်ရတယ်။ထိတ်စီးနဲ့အပိတ်နေမှာပေါ့နော်။ဒါ၈၃ချိန်ပေါင်းတာ90နဲ့အလေးဖြစ်ပါတယ်။ဒီ၄နဲ့ချိန်ဟာ၈ဖြစ်ပါတယ်။၈ခွန်ပေါင်းရှင်း15ပေါ့နော်။နောက်ထပ်အနေနဲ့ကဒီညနဲ့ချိန်ပေါင်းရှင်းက၄ပေါ့နော်။၈၈လေး60နဲ့အလေးဖြစ်ပါတယ်။တင်းနဲ့တစ်ပေါင်းတာက2ဆွေးဖြစ်ပါတယ်ခင်ဗျာ။ โอเคဒါဆိုရင်ကျွန်တော်ဒီမှာလေးနဲ့သေးပေါင်းတာရှင်းရတယ်ပေါ့เนาะအနည်းနဲ့ပေါင်းရင်20ဖြစ်ပါတယ်30ပေါ့เนาะနောက်ထပ်ဒီလေးနဲ့5ပေါင်းရှင်းဒီ9 9နဲ့ခွန်ပေါင်းတော့16ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့6ခွန်8 9တုံညာပေါ့နော်တုံညာကို၄ပေါင်းတော့၄5ဒါဆိုရင်ကျွန်တော်တို့ဒီမှာ6ခွန်8 9တုံညာ၄5အပြီးခွေဆိုပြီးရမယ်ပေါ့နော် ။အစဉ်6893950စပီးဖြစ်ပါတယ်ခင်ဗျာ။အစဉ်ဒီမှာ6893950ပေါ့နော်6893950စပီးဖြစ်ပါတယ်ခင်ဗျာ။အဲ့ဒီ6893950အပြီးခွေပေါ့နော်။ Okay ဒါကတော့ကျွန်တော်ကလန်ဒါပေါ့နော်2020နဲ့ဒါ2023 2024ဒါ2025ဒါခုခုကိုကနေတော့မပြတော့ဘူးပေါ့နော်နိနိခွန်3ချီရှာနေဖြစ်ပါတယ်

နေ့3ကိုဒီဒီ2025ဒီမှာတော့3ကိုနေဆိုပြီးဖြစ်ပါတယ်ခင်ဗျာတဖန်ကျွန်တော်နောက်ထပ်ဒီလိုမျိုးချမယ်ပေါ့နော်ဒီနေ့3လေးမှာဒီ3 5 6တပြင်ပေါ့နော်3 5 6တကြိမ်ကိုဆက်ပြီးလေ့လာကြည့်အောင်လားခင်ဗျာအဲ့ဒီမှာဆိုရင်လည်းကျွန်တော်ဒီဟာမှာပါတော့ပေါ့နော်အဲ့ဒီမှာဆိုရင်လည်းဒီ၄တိခွန်ကဒီအောက်တကူပေါ့နော်ဒီ9ဒီ9ရဲ့ဒီမှာ3ရဲ့ပေါ့နော် ပြန်2024ကဒီ6ရက်ဒီ936ဒီ3960ပြီဖြစ်ပါတယ်။ Okay ဒီမှာထပ်ချမယ်ပေါ့နော်။သူကပင်ကြားကဒီမှာဆိုရင်3935 3935ပေါ့နော်။တပန်3935ဒီဟာဖြစ်မယ်ပေါ့နော်။ဒါဆိုရင်ကျွန်တော်69ရှိပြီးတော့ဒီတစ်ကြိမ်ရပြီပေါ့နော်။ဒီတစ်ခုရမှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်ဒီအပေါ်ကလိုမျိုးပဲဒီတစ်ခုမပါဘူးပေါ့နော်။ဆိုတော့ဒီ out of ပင်9 ကိုးပိုင်ရှိမယ်ပေါ့နော်ကိုးပိုင်ရှိမယ်ပြီးရင်ဒီမှာဒီတဆောင်းက3ဆိုတဲ့အတွက်ဒီတဆောင်းက6 6ပြီးရင်ဒီမှာကျတော့ဒီတဆောင်းအလေတလုံးပေါ့နော်6ရှင်းရှောက်ခွန်ကဆိုတော့ဒီအလောက်ကအလေတလုံးလေးဒါဆိုရင်ဒီမှာကျွန်တော်6 6လေးပေါ့နော်6 6လေး6လေး6ဆိုပြီးဖြစ်ပါတယ် 6လေး6လေး6ပေါ့နော်အဲ့ဒီ6လေး6လေး6ဒီကျွန်တော်ဒီမှာလည်းတိုက်ဆင်မှုရှိတယ်ပေါ့နော်ဒီမှာဆိုရင်အဲ6ရယ်9ရယ်4ရယ်6 9 4ပေါ့နော်အဲ့ဒီ6 9လေးဒုက္ကကိုကျွန်တော်ပြပေးရရှင်းရဲ့ကတော့ကျွန်တော်ဒီမှာကျွန်တော်ချုပ်ထားတဲ့နှလုံးပေါင်းရှင်းပေါ့နော်ဒီမှာကျွန်တော်ချုပ်ထားတာဘယ်လိုလုပ်ပြီးကျန်သွားလဲတော့မသိဘူးပေါ့နော်ကျွန်တော်ဒီမှာနှလုံးပေါင်းရှင်းပြိုင်နဲ့ထပ်ချုပ်တာပေါ့နော်ဒီမှာလေ9 6 4 လေးကို6ဒီဒီမှာလဲဝန်တို့နဲ့ကန်ညီမှုရှိတယ်ပေါ့နော်ဆိုတော့ဒါလေးကိုဆက်ကြည့်အောင်ဒီမှာဟာလည်းတော့မကဲဘူးပေါ့နော်ကျွန်တော်ပြိနဲ့မညီပဲနဲ့ဒီဟာလေးနဲ့ထန်းကြည့်တာဒီမှာကို6လေးကြံသွားခဲ့တယ်ပေါ့နော်ကို6လေးကို6လေးကိုလေး6ပေါ့နော်ဒါတဲဆက်ရှိတယ်ပေါ့နော်ကို6လေးကိုလေး6အဲ့မှာကျွန်တော်နှလုံးပေါင်းကြည့်မယ်ပေါ့နော်ကိုနဲ့6ပေါင်းရှင်းဒီ15ဖြစ်ပါတယ် 6နဲ့4ပေါင်းရှင်းသည်30နဲ့4ပေါင်းရှင်းသည်73ပြီးရင်6 6 4သည်9ပြိပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီ3ညာနှစ်က3ညာတလုံးပါတယ်ပေါ့နော်3ညာနှစ်ကဒီမှာ3ညာတလုံးပါတယ်ပြန်38แท้က38ဒီသလုံးပေါင်းရှင်းတဲ့ brain ဟုတ်လေဟုတ်တယ်နှလုံးပေါင်းရှင်း brain လည်းဟုတ်တယ်ဆိုတော့ဒီမှာ3သလုံးကိုင်ညီမှုရှိတယ်5 6แท้ကဒီမှာ5ပေါ့เนาะဆိုတော့ဒီမှာနှလုံးပေါင်းရှင်း brain နဲ့လည်းကိုင်ညီမှုရှိတဲ့ကို ဒီမှာဘလူးနော့ပြီးကျန်သွားလဲတော့မသိဘူးပေါ့နော်ဒီဟာလေးကျန်တာဖြစ်ပါတယ်ဆိုတော့964 946ကိုလည်းကျွန်တော်မရှင်းပြပြန်ပြီးတော့ထည့်ထားတင်နေပေါ့နော်ဒီမှာကျန်သွားခဲ့လို့ဖြစ်ပါတယ်ဆိုတော့ဒီမှာ964 946ကိုလည်းထည့်ထားတင်နေပေါ့နော်ကျွန်တော်ဒီအပြီးခွင်နေလဲခိုင်ညီမှုရှိတယ်ပေါ့နော်ဒီမှာတော့နော်964 946ဖြစ်ပါတယ်ခင်ဗျာโอเคဒါကတင်ချာနေရမရှင်းတာတည်အောင်ပြန်လည်ပြအောင်ရှင်းဖြစ်ပါတယ်ပေါ့နော် โอเคကျွန်တော်ဒီ964ဒီကျွန်တော်အဲလုံးပိုင်အနေထဲမှာတော့ပါတယ်ဗောနော်တော်တော်ထည့်ထားတင်တယ်ဗောနော်964 946သဲဖြစ်ပါတယ်ဒါတော့ပြိနေမညီရသေးဗောနော်ပြိနေညီလိုက်ရင်တော့ကျွန်တော်ပြိကတမန်တင်းငါ68ဆိုတာလေးဆိုရင်တော့ပြိနေတော့အကင်ညီမရှိဗောနော်တော်တော်ပြိဒီလည်းပြတ်တက်တယ်လေနော်ဆိုတော့ကျွန်တော်ဒီ964 946ကိုလည်းထည့်ပြီးထည့်ထားတင်တယ်ခင်ဗျာโอเคကျွန်တော်ရဲ့ message များအားလုံးပဲဒီ20နဲ့တစ်ချိန်မှာကံပေးလို့ရကြပါစေခင်ဗျာ โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။